ဇိမ်ပြောင်းလဲထားသူတွေအကြောင်းဆိုရှယ်မီဒီယာမှာ post တင်ရေးသားခဲ့တဲ့ဟာနာစာရေးဆရာတဦးကိုဖမ်းဆီးခဲ့တဲ့အတွက်ဝေဖန်ခံရပြီးတဲ့နောက်ရာဆွတ်မှုမဟုတ်တဲ့အမုန်းစကားတရက်တွေကိုစုံစမ်းစစ်ဆေးတာတွေကိုသူတို့ရပ်တန့်လိုက်တော့မှ ဖြစ်ကြောင်းလန်ဒန်ရဲတပ်ဖွဲ့ကသတင်းလာနေကပြောပါရယ် Father Tag နဲ့ Auntie Crown တို့ကို ရေးသားခဲ့တဲ့စာရေးဆရာ Graham Lyndon က သူ social media မှာရေးသားခဲ့တဲ့ရေးသားမှုတွေအတွက် London Hate You Lizzy အရောက်ဖန်စီထိမ့်သိမ်းခဲ့ပြီးတဲ့နောက်ဒီလိုစော်ကားရေးသားတဲ့ social media အရေးသားတွေအပေါ်ကိုကင်တွယ်ပုံကိုတိတ်ချရှင်းပြဖို့ London ရဲမင်းကြီး Mark Yuni ကအမိခံခဲ့ရပါတယ်အဲ့ဒီချိန်မှာ UK ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့ကလည်း ရာဇဝတ်ပြစ်မှုမဟုတ်တဲ့အမုန်းစကားအဖြစ်အပျက်များအတွက်ရဲတပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးတာနဲ့ထွက်ချက်မှတ်တမ်းရယူခြင်းတွေကိုရပ်တန့်မှုထောက်ခံအကြံပြုတင်ပြခဲ့ပါတယ်။လက်ရှိဥပဒေနဲ့ဤဥပဒေအရအကြမ်းဖက်မှုလှုပ်ဆောင်ဖို့ online ပေါ်လှုံ့ဆော်ရာကိုအေးအေးယူဆောင်ရွက်ဖို့မဖြစ်နိုင်တဲ့အတွက်ရဲရရှိရအနေနဲ့အစိတ်တောက်ရှိရရင်ကျေးမှုစပွဲအငင်းခုံတွေကိုစုံစမ်းစစ်ဆေးတဲ့လို့ Rolly အနေနဲ့မယုံကြည်ကြောင်း London Metropolitan ရဲ့တပ်ဖွဲ့ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အကျိုးရလအနေနဲ့ရာဇဝတ်မှုမဟုတ်တဲ့အမုန်းစကားအဖြစ်အပျက်တွေကို Metropolitan ရဲ့တပ်ဖွဲ့ကစုံစမ်းစစ်ဆေးလို့မဟုတ်ကြောင်း မက်ထရိုပိုလီယန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်လွန်ဒွန်မီဒီယာရဲ့ဆက်လက်ချက်တင်ပြဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube channel မှာမမဝီပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးဖိတ်ခေါ်လိုက်ပါစေ